ေလိမ္မာခြင်းလိမ္မာလေးပဲသို့တော့အတိညာမရှိဘာလာပဲလိမ္မာတဲ့ပုဂ္ဂိုလ်ဖြစ်ကောင်းဖြစ်အတိညာမရှိဘူးဆိုရင်ဘာလာလည်းမရောက်ဘာလာဆိုဒီမှာဒီပါဠိစကားလုံးရဲ့အဓိပ္ပာယ်ကဘာလာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်အသက်ရှူရုံရှူပြီးဘာအတိညာမှမရှိတဲ့ပုဂ္ဂိုလ်အသက်ရှူရုံမြတ်နဲ့ရှင်းနေတဲ့ပုဂ္ဂိုလ်မျိုးအတိညာလောဘရှိတဲ့ပုဂ္ဂိုလ်မျိုးကိုဘာလာလို့တခုခေါ်နောက်တစ်ခုကတော့ အကျိုးမဲ့မကောင်းကျိုးတွေကိုရယူတတ်တဲ့လူကိုလည်းဘာလာလို့ခေါ်တယ်။မြတ်မဘွားရဲ့မကောင်းကျိုးတန်တရာမှာကျင့်လေရတဲ့မကောင်းကျိုးမကောင်းကျိုးနှမျိုးကိုရယူတဲ့ပုဂ္ဂိုလ်ဘာလာ။နောက်တစ်ခုကတော့ကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တဲ့ပုဂ္ဂိုလ်လည်းဘာလာလို့တို့ခေါ်တယ်။ဒါဘာလာဆိုတဲ့စကားလုံးရဲ့ definition ပါဠိစာပေမှာဖွင့်ဆိုထားတယ်အဲ့လိုအဓိပ္ပာယ်။ဘာဆိုတာ နှစ်ခုဆိုတဲ့အဓိပ္ပာယ်။လာဆိုတာရယူခြင်းနဲ့ဖြည့်စည်ခြင်း။အဲ့ဒီစေကလုံးတရားကိုပေါင်းစပ်ပြီးတော့ပါဠိစာပေမှာဘာလဆိုတဲ့အသုံးကိုသုံးတာဖြစ်တယ်။အေးဆိုလိုရင်းကတော့အတိညာဉ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်ဘာလလို့ဒီလိုမှတ်ရအောင်။သူတော်ကောင်းတရားတွေကိုမသိဘူးဆိုရင်အတိညာဉ်ကင်းမဲ့တဲ့လို့ပဲပြောရအောင်။တခြားတွေဘလောက်ပဲသိသိသူတော်ကောင်းတရားကိုမသိဘူးဆိုရင်တဏှာမှလည်းမှာပဲဖြစ်တယ်။တဏှာလည်းနေတဲ့ပုဂ္ဂိုလ်တွေအတိညာဉ် မရှိလို့မိုက်မဲလို့တန်တရားလဲကြတယ်လို့တိတိသရတော်မှာမြတ်စွာဘုရားဒီလိုခေါ်တာဟုတ်ပြီတန်တရားဆိုတာဘာကိုပြောတာလဲပါဠိစကားလုံးကတော့တန်တာရလို့ဆိုရမှာဖြစ်တယ်သို့တော့မြန်မာလူမျိုးတွေကနှုတ်ထဲမှာချောတန်တာရကိုတန်တရားလို့ခေါ်လိုက်ကြအဲ့တော့တန်တရားဆိုတာပါဠိစကားအစစ်မဟုတ်ဘူး ပါဠိစကားအစစ်ကတန်တာရလို့ဒီလိုမှာဒါနဲ့အလားတန်တူတာရှိတယ်ပရိခာရယဟန်နေသုံးတဲ့အသုံးဆောင်သင်္ကန်းတို့တပိတ်တို့ပရိခာရလို့ခေါ်တယ်သို့တော့အရထဲမှာခေါ်တော့ပရိခယာပရိခယာဆိုတာပါဠိစကားမဟုတ်ပြန်ပါဠိစကားဆိုရင်ပရိခာရပရိခာရကိုပရိခရာလို့ပရိခယာလို့ခေါ်တယ်လို့ပဲ တန်တာရဆိုတဲ့ပါဠိစကားလုံးတန်တရာလို့မြန်မာစကားလုံးအနေနဲ့ခေါ်နေကြတာအဲ့တော့တန်တာရဆိုတဲ့စကားလုံးကပါတော့တန်ဆိုတာအကျဉ်းကြီးအထက်ထက်တာရလှိလေသွာလာနေခြင်းအကြောင်းထက်နေအောင်မဆုံးနိုင်တဲ့ခရီးကိုလျှောက်လန်းသွားနေရတဲ့ဆွေတိပဲစာပေကျမ်းကလည်းပြောမယ်ဆိုလို့ရှိရင်ဖြစ်စဉ်ကြီးတစ်ခုပါမဆုံးနိုင်မဲနဲ့ ထတလဲလဲဖြစ်နေတဲ့ဖြစ်စဉ်ကြီးတခုအမှားအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်လူတွေရဲ့ဘဝတခုသရဝါတွေရဲ့ဘဝတခုကြည့်မယ်ဆိုရင်မွေးဖွားခြင်းအိုမင်းခြင်းသိဆုံးခြင်းဒီသုံးခုမွေးဖွားတယ်အိုမင်းတယ်သိဆုံးတယ်ဘယ်သရဝါပဲဖြစ်ဖြစ်မွေးဖွားလာတယ်ပြီးရင်အိုမင်းသွားတယ်ပြီးတော့သိဆုံးသွားတယ်မွေးဖွားခြင်းအိုမင်းရင်ရောခြင်းသိဆုံးခြင်းဆိုတာ မွေးဖွားခြင်းရဲ့နောက်မှာဥမင်းခြင်းရှိတယ်ဥမင်းခြင်းရဲ့နောက်မှာတေဆုံးခြင်းရှိတယ်တေဆုံးခြင်းရဲ့နောက်မှာမွေးဖွားခြင်းရှိပြန်ဖြစ်အိုနာတေပေါ့ပြောမှဆိုဖြစ်အိုသိအဲ့ဒီဖြစ်စဉ်ကြီးတစ်ခုဟာရက်တန့်လို့မရအောင်လက်လေပြီးတော့အချိန်ချင်းအထက်ထက်ဖြစ်တယ်အဲ့ဒီအချိန်ချင်းထက်ထက်